ပုံမှန်တွေ့နေကြတဲ့ CPU တွေနဲ့မတူတဲ့ကျွန်တော်တို့ဒီ Intel Xeon CPU နဲ့လာတဲ့ဒီ workstation laptop တစ်လုံးပြပြပေးပေးပါဘောနော်အဲ့ laptop လေးကတော့အခုကျွန်တော်တို့ထဲမှာခြင်ထားတဲ့ Devision 3560လေးပဲဖြစ်တယ်ဘောနော်အဓိကတော့ပြောချင်တာကတော့သူ့မှာတော့ဒီ workstation လုံးကဘာတွေတင်တော်လဲဘာတွေထူးခြားလဲဆိုတာပြောချင်တာဘောနော်နံပါတ်1အချက်နေကတော့သူ့သုံးထားတာကတော့ Intel Xeon ကျွန်တော်တို့က W11855N သုံးထားတယ်ဘောနော်ဒီ Intel Xeon နေရာတာမန် CPU i3 i5 i7 နေနဲ့ပါကွာလဲဆိုရင်ဒီ CPU တွေက Xeon တွေကကျွန်တော် တို့ reliability နဲ့ data integrity ပိုမှန်ကန်တယ်ပေါ့နော်ပြောချင်တာကတော့ဒီကောင်တွေက all day work 24 hour 7လုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့က non stop သုံးမယ် mobile web station တစ်လုံးဆိုရင်တော့ xenon တွေကအားတာတယ်ပေါ့နော်သူကနားချိန်ပေးကြမလို့ cpu တွေကပြီးရင်ကျွန်တော်တို့က data integrity သူရဲ့ဒီမှန်ကန် mobile တွေသူရဲ့လုံးဆောင်တာမှန်ကန် mobile တွေမှာလုံးဝသူက buffer ဖြစ်နေမှာပေါ့နော်အဲ့တော့ in xenon တွေကတော့တည်တဲ့လူတွေကတော့တည်ပါတယ် နောက်တစ်ချက်ကတော့ဒီ prison လေးမှာကျွန်တော်တို့ကဟိုတုံထားတဲ့ဒီအာ memory ပေါ့နော် memory မှာ memory ကဘာထူးခြားသွားလဲဆိုရင်ကျွန်တော်16ကိပါဝင်နေဒါပေမဲ့ဒီမှာနောက်တစ်ခုပါဝင်တာ ECC ပေါ့နော်အဲ့ဒါ coding coding ခေါ်တာပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့ memory ကြောင့်ဖြစ်တတ်တဲ့ error တွေကိုသူ့ဘက်သူရှာဖွေပြီးတော့သူ့ဘက်သူ fix လုပ်သွားမယ် ရန်အမျိုးအစားတွေဖြစ်တာပေါ့နော်အဲ့တော့ mobile watch station တွေကအားသာတာခုကတော့အဲကောင်လေးတွေအားသာတယ်ပြီးတော့ဒီကောင်လေးကပါလဲဆိုရင်အာဘာပါလဲဆိုရင် graphic ပေါ့နော် GPU dedicated ကောင်မှာကျွန်တော်တို့ Nvidia T 1200 4K ပါဝင်နေပေါ့နော်အဓိကတော့အဲ့ graphic က game အတွက်ထုတ်ထားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ graphic designer တွေအာပြည်သူ့ကပညာရှင်တွေဒီ photo editing နဲ့ video editing နဲ့ဒါမှ engineer drawing နဲ့ render ချတာတွေအတွက်လုံး automatize လုပ်ပြီးသားပေါ့နော်ကျွန်တော်တို့ကတာမန် graphic နဲ့ပြီးတော့ automatize လုပ်ပြီးသားဆိုရတာကပြောချင်တာကတော့ဒီ ဆော့ဝဲအကြီးတွေအတွက်ကိုသူကအာလုံးဝ perfect ပေါ့နော်ပြင်ပြင်ပြီးသားအာအသုံးပြုပြီးသားပြောပြနေတာကတော့ကျွန်တော်တို့ဒီ optimize လုပ်ပြီးသားပေါ့နော်ဒီ performance နေပိုကောင်းအဲ့တော့ဒီ den experiment လေးကကျွန်တော်တို့ဘယ်သူတွေသုံးတဲ့လဲဆိုရင်ခုနပြောခဲ့သလိုပဲ engineer drawing တွေလက်ဝဲညာ drawing တွေပြီးရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော် ဟိုဟိုဘီတုကပညာရှင်တွေဆိုဒီ engineer drawing တွေပါပါမော်เนาะပြီးတော့ဒီသူတွေတီတွေပေါ့เนาะကျွန်တော်တို့ဒီသူစဉ်းစားလုပ်တဲ့ data science တွေပေါ့เนาะအများကြီးပေါ့เนาะ data တွေ heavy ကြိုင်တွေ့ရမယ့်ကိစ္စတွေမှာလုပ်မဲ့လုပ်ငန်းတွေမှာလည်းအသုံးပြုတင်တယ်မော် content creator တွေအဲအဲ့လိုမျိုးတွေမှာအသုံးပြုတင်တယ်ပေါ့เนาะဒီကောင်လေးက poly lesson နဲ့ကျွန်တော်လေး26သိန်းကျော်ပဲရှိမှာပေါ့เนาะကျွန်တော်တို့ဒီမှာ လာလဲလာတယ်ပေါ့နော်ဒဲဆိုရတိုက်စီအာသူညောင်းနေတော့လာတယ်ပေါ့နော်ဒီကောင်လေးတွေဆိုလဲအဓိကတော့ဝက်စတေရှင်နေရအသက်ချက်လေးတွေကျွန်တော်ပြောပြချင်တာပေါ့နော်တရင်တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်